ဒီနှလုံးငယ်ကလည်းစီးပွားရေးလုပ်ငန်းတစ်ခုလိုဖြစ်သွားပြီဆိုတော့လုံမလောက်တော့ရှာအစအနေပဲတခြားလုပ်ဖို့အတွက်ဆိုရှာအခြေခံကနေလည်းတခြားလေးစပြီးတော့တင်သားရဲ့တန်းနေလည်းတက်ပြီးသွားပါပြီဟုတ်ဒီလိုရှင်နှလုံးငယ်ကျလည်းရှာကိုယ်တိုင်ကလည်းကြိုက်တယ်ချစ်လဲချစ်တယ်နည်းနည်းနှစ်သက်တယ် main လေးလည်း main လေးဖြစ်တော့ဒီဟာလေးကိုလည်းကိုယ်စိတ်ဝင်စားတဲ့အရာမှာအဲစပြီးတော့အော်ဝင်လာဝင်ရမယ့်အခါမှာပေါ့နော်အခက်ခဲရရှိအခုညအခက်ခဲရရှိတော့မယ်ဘာမှမဟုတ်တသေးလေးရနေပြီးတော့နော်ဆက်ပြီးတော့အဲ့လိုမျိုးဆိုင်တိဘို့လဲရည်ရွယ်ချက်ရှိရဲ့ခုမှနည်းနည်းပြင်ဆင်တော့မယ်ရှိသေးရဟိုမှာဆယ်လပိုင်းဆယ်ရနေကြမှာ page လေးအကောင်လုံးစရမ်းမှာပေါ့ shooting ကကြတော့ဒီရှောက်ဒီသုံးစိမ်းဆိုင်အတွက်ပေါ့နော်သုံးစိမ်းဆိုင်အတွက်ကြောင့်ညာပုံစံမျိုးလေးရိုက်ဖို့ဖြစ်တာပေါ့ဟုတ်အဘယ်လိုပုံစံမျိုးလဲဆိုတော့မအဲ့လိုညီမလေးအတွေ့အကြုံမှာကဖြစ်လေးဖြစ်တာ နေနေချင်းချင်းမှာဟဲ့ငွေချင်းငါ့ကိုတော့ဒီဟာငါကောင်လေးထားဝယ်ပေးတယ်ပေါ့ဟဲ့ခါကြလို့ချင်းလည်းကောင်လေးဝယ်ခါငါကူပြောပေးမယ်အဲအဲ့လိုပုံစံမျိုးလေးအဲဘင်းနားနေရှာတဲ့ငွေမျက်နှာကနေပြီးတော့ကိုယ်ကိုကိုယ်ပဲရှိမှလို့မခံချင်အောင်နေပြောပါငါကဘယ်ကထားဝယ်ပေးရတယ်ဝယ်ပေးရအဲ့ခါကျကောင်လေးကလည်းမနေနဲ့တော့သူလိုက်ဝယ်ပေးမယ်ပေါ့အဲအဲ့လိုပုံစံမျိုးလေးမှချစရဂျန်နာလေးချစ်တတ်တယ်ပေါ့နော်အဲ့လိုအရင်ကလေးကလည်းရွှေမင်းကြီးအောင်လည်းစပြောလိုက်စီလဲလဲ ကြရဆိုအဲ့ကလေးကနေပြီးအရနာလေးချစ်လာခဲ့တာအခုအထိပေါ့နော်အဲ့ခါကျဒီတုံဆင်းရရှာတငေချင်းရောရှာဒီဆိုင်အမိုင်းနဲ့တွေ့တဲ့အခါမှာအဲနင်းနဲ့လှုပ်ကြည့်ပေါ့နင်းနဲ့ဆိုလို့ရှိရင်အဆင်ပြေရေပေါ့နင်းလက်လေးရှေ့ပါညာနဲ့ဆိုโอเคဆိုပြီးတော့စပြီးရှာဆာ train ကြီးရပေါ့ train ကြီးရခါကျတော့ကိုကလုံးမလုံးမမမရဲ့ဒီညနာလုံးငန်းနဲ့စီးပွားရေးလုပ်ငန်းတခုလိုဖြစ်သွားပြီဆိုတော့လုံးမလုံးတော့ရှာအဆအနေပဲတခြားလုံးဖို့အတွက်ဆိုရှာအခြေခံနေလဲတခြားလေးစပြီးတော့တင်သားရဲ့တန်းနဲ့လည်းတက်ပြီးသွားပါပြီဟုတ်ကွဲပြားပေါ့မမရဲ့ဟိုတယောက်ဆောင်ကကြကိုဝါသနာပါတဲ့အရာ ကိုမြန်နိုးပြီးကိုရဲအောင်မဖြစ်ချင်လှုပ်ချင်တဲ့အလုပ်ပေါ့နော်အဲအခုဒီလည်းအဲ့ဒါပဲဖြစ်ချင်တာပါအခုဒီလည်းအဲ့ဒါပဲဖြစ်ချင်တာပါဒါပေမဲ့ဒီလိုရှင်နာလုပ်ငန်းချက်ကလည်းရှားကိုယ်တိုင်ကလည်းကြိုက်တယ်ချစ်လဲချစ်တယ်နည်းနည်းနှစ်သက်တယ်မင်းလေးလည်းမင်းလေးဖြစ်တော့ဒီဟာလေးကိုလည်းကိုယ်စိတ်ဝင်စားတဲ့အရာမှာအဲစပြီးတော့ဟမ်ဝင်လာရမယ့်အခါမှာပေါ့နော်အခက်ခဲရရှိအခုနေအခက်ခဲရရှိတော့မယ်အဲအဲ့လိုမျိုးပေါ့နော်ညီမျိုးစုံနဲ့အခက်ခဲရရှိရဲဒါပေမဲ့အဲရှင်နာလုပ်ငန်းလေးရရှာအဆုံးထိရောက်ဖို့တော့ ေပါရှင်အခုချိန်မှာပေါ့နော်ဒီလိုမျိုးဘာမှမဟုတ်တဲ့ဟာနေပြီးတော့ဘာမှမဟုတ်တသေးလေးရနေပြီးတော့နော်ဆိုင်ပြီးတော့အဲ့လိုမျိုးဆိုင်ဒီပို့လဲရည်ရွယ်ချက်ရှိရဲအဲ့လိုမျိုးဆိုင်ပြီးတော့ဖွင့်ဖွင့်ပြတဲ့အခါကျလို့ရှိရင်လဲအဲပြောပါမယ်မှာဖွင့်ပြဖို့အိမ်မက်ကဟိုဟာလောက်ပဲရှိမယ်ဆိုင်ဒါကကိုယ့်ကို manifest လုပ်ထားတဲ့သဘောပါပဲငါဆိုင်ဖွင့်မယ်ပေါ့အဲ့လိုမျိုးရှားကယတနာလုပ်ငန်းရောအနုပညာလုပ်ငန်းရောရှားမိဘဆွေမျိုးတွေမှာမရှိဘူးရှားပဲရှိရရှားတကယ်ကြောက်လေရှားလေအဲ့လိုဟောပါပဲအဲ့လိုမင်းသမီးလေးပဲလှုပ်ချင်တာ အဲ့လိုဒီတယောက်ဆောင်ရှင်နာမင်းသမီးလေးပဲလို့ရှင်နာဒါပေမဲ့အဲ့လိုအကြောင်းမျိုးကြောင့်ပေါ့အဲ့လိုအကြောင်းမျိုးကြောင့်အဲဒီလိုမျိုးခုရှင်နာလုပ်ငန်းလေးဆက်ပြီးတော့ဖြစ်မယ်ပေါ့ဟိုမှာချားဦးကကြာဒီ forever group ကနေလည်းထွက်လိုက်ပြီပေါ့နော် forever group ကနေလည်းထွက်လိုက်တဲ့အဲတယောက်ဆောင်နေလည်းဖြစ်တယ်ဟိုကုကိုရန်ကလည်းငကူကအဲ့လိုမျိုးဒီအပြင်ရန်ကိုရီးဘာပြင်ချိတ်ဆက်မှုတွေရှာကိုရန်လည်းအားနေတဲ့လူတွေဖြစ်တယ်အဲ့တော့ခါကြတော့အဲ့လိုမျိုးငှားမဲ့လူတွေရှိအဲ့လိုရှိလို့ပါ ကျောင်းပထမ the first step ကတော့ online ကနေပဲရအောင်မယ် online ကနေပြောင်းပြီးတော့နောက်နှစ်ထဲလောက်တော့အဲ့လိုမျိုးဆိုင်ဆိုင်ဖွင့်ဖို့စဉ်းစားထားတယ်မှာဒီအနုပညာလုပ်ငန်းအကြောင်းလည်းမမရဟိုညီမကအဲ့လိုဘယ်လိုပြောမလဲကိုကိုလူမဲတိတိဆောက်အရွယ်ကလေးကနေငါဒီတိဥဆောင်လုပ်ကုန်မယ်အဲ့လိုအဲ့လိုတိဥဆောင်လုပ်တော့မသိဘူးပေါ့နော်ကြောင်ညာညီမလည်းတိဥဆောင်တဲ့အချိန်ပေါ့အဲ့တော့ခါကျအဲ့ဒီခရီးကလည်းကိုဒီလုပ်ကဝါသနာပိုင်းမျက်နှာတဲ့အရာဆိုဒါဒီငါ့ professional life ဆိုတော့ကိုကိုရွေးချယ်ထားပြီးသားအဲ့အဲ့ဒီကနေပြီးတော့နောက်ထပ်နောက်ထပ် career တစ်ခုကိုပြောင်းသွားတဲ့အခါမှာလည်းအဲ့လိုရှားကားကြောက်လို့ career တစ်ခုပြောင်းနိုင်ပြောင်းနိုင်ဒါကအဖြစ်တွေပါအဲ့လိုမျိုးမလုပ်ချင်လို့ မှလို့တော့အပီးထိအဆုံးထိလောက်သွားမယ်လို့ပဲကိုကိုခံယူထားရမြင်ဖြစ်တဲ့အတွက်ဒီလုပ်ငန်းကိုလုပ်တဲ့အခါမှာလည်းအလုံးဝအဆုံးထိလို့ပေါ့နော်လောက်ဖို့အဲ့လိုမျိုးပဲစဉ်းစားထားရရှင်အခုအချိန်ထိကတော့ရှားကိုယ့်အကူပဲဟာကိုကိုပဲကိုကကိုလေးပဲတတိလေးကနေပဲဆောက်လုပ်တယ်လို့ဆိုအများကြီးလဲမှာမဖြစ်ဘူးလေဆိုတော့ကိုကနဲ့ကိုပဲပြီးတော့ခါကျဒီအဓိကကတော့ဒီမတ်စာပေါ့နော်ဒီ300ရမတ်စာအချောင်းအများကြီးစပိုတင်ပေးရစ ိုက်တိုက်မှာမဟုတ်တကယ်တော့အဲ့ဒါနဲ့ပတ်သက်တဲ့ရှာ topic ကိုမနေ့ကဒီမဆိုင်အမအကျဉ်းဆောင်ရှာပြပြပါလေအမလို့တမီးရလို့တမီးဆိုင်ရလို့အတောင်တစ်နှစ်လောက်နေအရင်အောင်မြင်သွားတဲ့ခါကျရင်တမီးကလူရန်စိတ်ဝင်စားမယ် topic တခုတမီးမှရှိရဲ့လို့အဲ့ topic ကိုတမီးကပြောပြပြီးတော့တမီးကလို့စိတ်ဝင်စားအောင်ပြန်ပြီးတော့လုပ်မှာဆိုတော့အေးရဲ့အဲ့ topic ကတော့အခုပြောလို့မရလေဟုတ်ပါခုမှနည်းနည်းပြင်ဆင်တော့မှရှိသေးရဟိုမှာဆယ်လပိုင်းဆယ်ရက်နေကြမှာ page လေးအကောင်လုံးစ run မှာပေါ့ရှား page ကတော့လုတ်ပြီးသွားပြီးဖွင့်ထားရရှိကွာဒါပေမဲ့မှားရတယ်မလားကိုတက်လို့ lucky number လေးဖြစ်ကိုရှားကိုရာအဲ့လိုပဲ bonus ဖြစ်တာဖြစ်တယ်အဲ့လိုထန်းထန်းလေးကိုကြိုက်တယ်ကွာအဲ့တော့ခါကျအဲ့ဒီနေ့မှစပြီးတော့ launch လုပ်မှာပေါ့အဲ့လိုမျိုးလေးပဲဒါကအဲ့လိုတိတိလေးပါ page လေးကနေပြီးအရင်စလုပ်မှာပေါ့မမရှားကကျတော့အဓိကကျရှားအဲ့လိုမျိုးလေးဟိုကန်ကောင်းတဲ့ထဲမှာပါတယ်ကန်ကောင်းတဲ့ထဲမှာပါဘယ်လိုမျိုးပတ်နေလဲဆိုအပေါင်းသင်းကန်အဲ့လိုမျိုးမိတ်ဆွေမိတ်ကောင်းဆွေကောင်းဆရာကောင်းတမားကောင်းရတဲ့ကန်ထဲမှာရပါတယ်အဲ့လိုမျိုးပါဖြစ်တဲ့အတွက်အဓိကအဲ့လိုမျိုးရှားကူတစ်ခုခုအဲ့လိုလှုပ်ရှင် ကုံလုံးကဒီမဆာပဲရှားလုတ်ပေးရ supporting လုတ်ပေးမယ်ဆိုပြီးတော့ပဲလုတ်တာရှားတို့တွေကအခုဆိုညာရှားအိတ်မပြောကွာဒါအရင်စိတ်ကလေမနေစိတ်ကိုစုထားတာနှုတ်မဆိုရင်တစ်ချက်လေးကိုကရိန်လိုက်တာနဲ့လုံးဝအဲ့တစ်ချက်ပြိုကျသွားမယ်လည်းမပါရှားအခုချိန်မှာအရင်ဟို stress ကိုကိုကိုကွာအရင် stress ကလုံးနေရတဲ့အချိန်အရင်ဟို depression တွေအကုန်လုံးစုပုံပြီးဖြစ်နေရတဲ့အချိန်ပေါ့နော်အဲ့တော့ခါကျတော့ဟိုငါလုံးနိုင်မှမလားမလုံးနိုင်အောင်လားဟိုကိုကကမမကအခုဆိုကြည့် media နဲ့လည်းအဲ့လိုပြောပြီးကုန်ပြီကိုပေါင်းသင်းနဲ့လည်းတီးပြီးကုန်ပြီအဲ့လိုဆိုပြောပြီးမှ ပြောမိမှမဖြစ်ရင်လေ ရှက်စရာကြီးဖြစ်မှာလေနော်အဲ့လိုခါကျတော့ရှာမဟုတ်ဘူးငါမလုပ်လို့တော့မရတော့ငါတေချာလောက်အဲ့ဒီခါကျငါတော့နိုင်မှာမလားငါမလုပ်နိုင်ဘူးလားဆိုရဲမမအရန်ဆိုရဆိုတော့ဖြစ်နေရဲ့အလုံးဝ confuse ဖြစ်ပြီးတော့အရန်စိတ်ကောလူကအရန်ပြန်မှန်နေကာလာတယ်ပေါ့ဒါခုခံထားကြရှာဘာပဲတွေ့တွေ့ဘာပဲဖြစ်ဖြစ်ဘာပဲလောလောအရန်ကကောင်းမှုဖြစ်လာတာဆိုတာမျိုးအမြင်နဲ့တွေ့ထားတယ်ပြီးတော့ခုလိုကုကုကိုအဲ့လိုမျိုး positive energy တွေရအောင်အဲ့လိုမျိုးကောင်းသောအမြင်ကောင်းသောအတွေ့တွေပဲအမြင်နဲ့တွေးမိနေအောင်လဲအရင်တော့တွေးဖြစ်တယ်ဒါပေမဲ့အခုလိုပို့ပြီးတွေးဖြစ်အောင်ပို့ပြီးတော့ကြင်ကြံနေတယ်အဲ ကိုစိတ်ကိုကိုစိတ်ကိုလေးတက်နိုင်ဆုံးအဲ့လိုဆင်ခြင်အောင်လို့နေပြီဖြစ်တယ်ပေါ့ရှားရဲ့အဆိုင်လေးอ่ะပေါ့เนาะအဲဒုက္ခယနာဆိုရယနာဆိုင်လေးရှားဖွင့်မွေးရှိပါရဲ့အဲ့ဒါလေးကဆယ်လာပိုင်းကြရင်တော့ရှားလို့ဆိုင်တော့ဖွင့်မှာမဟုတ်သေးဘူး online လေးကနေပဲစပြီးတော့အောင်ချမှာပါအဲ့ခါကြလို့ရှိရင်ကျေးဇူးပြုရအပိပါအောင်လို့ပြောချင်ပါတယ်ရှင်